အစတော့ဒီဟာလီကောမန့်လေးကျွန်တော်မပြောတော့ဘောနော်ဒါပုံစာချဲ့ပြီးတော့ကျွန်တော်မပြောတော့ဘူးဘောနော်စဉ်းစားရတယ်ဘောဒါမဲ့လေအခုကျွန်တော်ဒီကောမန့်ပေါ့နော်ဒါမဲ့ဇီယိုတီဘောသူတို့ဒီကောမန့်ဆမန်လိုက်တော့စိတ်ထဲမှာနည်းနည်းတော့တမျိုးလေးတော့ဖြစ်သွားတာပေါ့နော်ဟိုအော်ဒါမဲ့လေလူကတော့ဘယ်သူမှဆိုတော့ကိုကိုစိတ်ထဲမှာရှိတာကောမန့်ပေးကြတာပဲပေါ့နော်ဒါမဲ့ဒီကောမန့်ကကြတော့တဲ့မလားဆီကန်း ကြတော့မပြောဘူးပေါ့နော်လိန်နေတာလားပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ရေးထားရဲဆိုတော့အဲကျွန်တော် YouTube channel စဖွင့်တာအခုဆို3နှစ်ကျော်4နှစ်ထဲဝင်လာပြီပေါ့နော်ဟိုကျွန်တော်အနေနဲ့ပေါ့ဒီ YouTube channel ဖွင့်နေဟိုဟာကဟိုတခါမှကျွန်တော်စေခန်းကြော်ညာဖို့ဆိုပြီးရည်ရွယ်ပြီးတော့လုပ်ခဲ့တာတခုမှမရှိဘူးကျွန်တော်ဗီဒီယိုပေါင်းခု200ကျော်300လောက်တင်ခဲ့တဲ့အချိန်မှာလဲငါစေခန်းလူနာတွေများလာအောင်ဆိုပြီးတော့လဲတခါမှမစင်စားဘူး ။ဘာကြောင့်မစဉ်းစားဘူးလဲဆိုတဲ့အချက်တွေကိုခိုင်မာတဲ့အချက်တွေကျွန်တော်ပြောပြပေးမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကသွားညိတာသွားညိကုသမှုပါတွဲလုပ်တဲ့သွားဆောင်အောင်ပေါ့နော်။အဲ့လိုဆိုတော့ကျွန်တော်တခြားဆေးခန်းတွေမှာကျွန်တော်လူနာပေါင်းများစွာယာနဲ့ချီပြီးခိုင်တာ။အဲ့လိုဆိုတော့ယာနဲ့ချီပြီးခိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကျွန်တော်ကိုယ်ပိုင်လည်းဆေးခန်းဖွင့်ထားတယ်။ ပြီးတော့တခြားစည်းကမ်းတွေမှာလည်းအဲ့လိုမျိုးသွားညှိကူတာမှုလူနာတွေယာနဲ့ချီပြီးတော့ကျွန်တော်တော့ကင်တယ်အဲ့မှာသူတို့ကလူနာတွေကိုဒီစည်းကမ်းတွေကရှာပေးထားတာဖြစ်ပါတယ်အဲ့လိုရှာပေးထားတာကိုပဲကျွန်တော်ကအစင်သက်တော့ကင်ရတာဖြစ်ပါတယ်ကျွန်တော် အနေနဲ့လည်းလူနာအများကြီးရှာကြရမလို့အဲ့ဒီအချိန်မှာကျွန်တော်ကသွားညှိကူတာရဲ့လူနာတွေများလာတာနဲ့အလျောက်ဒီသွားညှိကူတာရဲ့လူနာတွေကို ကျွန်တော်ကဒီလိုမျိုးပေါ့နော် knowledge sharing လေးတခုလုပ်ပေးခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်ကဒီသွားညီကူသားမှုနဲ့မိတ်ဆွေတို့ကျွန်တော်ရဲ့ channel မှာကြည့်ရင်အများသော အဖြစ်သွားညီကူသားမှုနဲ့ပတ်သက်တာ များတာကိုတွေ့ရမှာပါတခြားသွားဝေဒနာတွေလည်းရှိပဲပေါ့နော်ဒါပေမဲ့အများသောအဖြစ်ဒီ playlist တွေအဲမှာဆိုသွားညီကူသားမှုနဲ့များမယ်ဆိုအဓိကကတော့ကျွန်တော်အဲသွားညီကူသားတဲ့လူနာတွေကကျွန်တော်သွားအတုံးတွေစောက်ကပ်ပြီးသွားရင်ကျွန်တော်ကမှားတော့မှားလိုက်တယ်ဒါပေမဲ့အကုန်လုံးကို သူတို့မမမိမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်အမြဲတမ်း YouTube channel လေးကိုပြန်ညွှန်ပြီးတော့အဲညီမကြီးပေါ့နော်အဲတားတော့ပြီးသွားပြီပေါ့နော်ဒါပေမဲ့ဆရာအခုမှားတဲ့ဟာတွေအကုန်လုံးအဲမမမိမှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်ဒီ YouTube channel မှာဒီ playlist တွေမှာဒီမှာညီမနဲ့လိုအပ်တဲ့အချက်လေးရှောင်းရံဆောင်ရံလေးတွေမှာပေးထားတာရှိတယ်အဲ့ဗီဒီယိုလေးကိုတစ်ချက်လောက်ကြည့်ပေးပါဆိုပြီးတော့မှားတယ်အဓိကအဲ့လိုမျိုးကျွန်တော်က education အတွက်ကိုအဓိကဒီ YouTube platform ကိုအဓိကသုံးတာကျွန်တော် Facebook မှာလည်းမတင်ဘူးပြီးတော့ TikTok မှာကျတော့နည်းနည်းပပလောက်ပဲတင် TikTok ကျတော့ကျွန်တော်အများဆုံး7မိနစ်ပဲတင်လို့ရတာဆိုတော့ဒီချို့ကျွန်တော်ဗီဒီယိုရယ်နိုင်ဝက်ကြော်ရယ်ဆိုတော့လေအဲ့လိုဆိုတော့ကျွန်တော်အဓိကအဲ့လိုအချက်တွေအကြောင်းကျွန်တော်ကကျွန်တော်စေကန်လိပ်စာကိုမပေးတာဖြစ်ပါတယ်ဟိုတချို့ comment တွေမှာ အဲ့တော့ကျွန်တော်ဖုန်းနံပါတ်တောင်းတာရှိရယ်စီကန်လေးစာတောင်းတာရှိရယ်တချို့ဟာတွေဆိုကျွန်တော်မမပြောဘူးပေါ့နော်ကျွန်တော် love reply ပဲပေးပြီးတော့ကျွန်တော်မပြောဘာကြောင့်လဲဆိုတော့ဟိုစီကန်မကြော်ညာကျင်လားဒီကတော့အဲ့လိုဆိုတော့ဟိုစီကန်ကြော်ညာရယ်ဆိုပြီးတော့ကျွန်တော် YouTube channel လည်းတစ်ခါမှမထောင်ခဲ့အဲ့လိုဆိုဒီ comment ကကျွန်တော်တက်ကလုံးဝကြီးကျွန်တော်ထူးထူးဆန်းဆန်းကြီးဖြစ်နေတယ်မယုံနဲ့ဆိုတဲ့စကားကကျွန်တော်တက်ကဟိုကျွန်တော်စော်ကားသလိုဖြစ်သွားတာပေါ့နော် ဘာကြောင့်လဲဆိုတော့ကျွန်တော်နှစ်3-4နှစ်လောက်ကျွန်တော်ဒီဗီဒီယိုတင်ပေးခဲ့ရဆိုတာကျွန်တော်အခုကြည့်တဲ့လူတွေအနေနဲ့ဟိုမတိသေးတဲ့လူတွေလည်းတည်သွားအောင်တွားဆေးခန်းနေမှာလည်းအယုံမလွယ်မိအောင်ဆုံးဖြတ်ချက်ကိုပိုင်ဆုံးဖြတ်ချက်ချလို့ရအောင်ဆိုပြီးတော့အဓိကအရွယ်ချက်နဲ့ကျွန်တော်တင်ပေးတာဖြစ်ပါတယ်အဲ့လိုတင်ပေးတာကိုအခုလိုပြောတဲ့အတွက်ကြောင့်စိတ်မကောင်းဘူးပေါ့ဗျာ။ဘာလို့လဲကျွန်တော်တို့လည်းပတ်စံပတ်စံယူပြီးတင်တာလည်းမဟုတ်ဘူး။ ကိုကိုတိုင်းကိုရဲ့ကိုပိုင်ပစ္စည်းကိုနေတဲ့အိမ်မှာကိုကကိုကိုတိုင်းဝယ်ထားတဲ့ကိုကိုပစံနဲ့ဝယ်ထားတဲ့ကင်မရာနဲ့ကိုကွန်ပျူတာမှာရိုက်ထားတဲ့ script နဲ့ကိုကကိုရှာထားတဲ့ research data တွေနဲ့ပြောတဲ့အတွက်ကြောင့်ဒါကိုကိုကလိမ့်နေပါတယ်လို့ပြောတာကကိုအခုလုပ်ပေးတဲ့လူအတွက်ကအဲအရန်ကိုဟို ဘယ်လိုပြောမလဲဒါစော့ကားရရောက်တယ်ပေါ့နော်ကျွန်တော်မြန်မာယဉ်ကျေးမှုအနေနဲ့ပြောမယ်ဆိုရင်စော့ကားရရောက်ပါတယ်အဲ့ဒါကြောင့်မလို့အခုလို့ဒီ comment ပိုင်းရှင်လဲကျွန်တော်ကအဲပြောချင်တာကတော့မိတ်ဆွေကဟိုမိတ်ဆွေတခုအခက်အခဲတခုရှိလို့မိတ်ဆွေကဟိုကိုယ့်ရဲ့အခက်အခဲတခုလူများပေါ်မပုံချပါနဲ့ဟိုအခုကျွန်တော်တို့လုပ်ပေးတာတွေဆိုတာကလည်းအခအကြီးငွေယူထားပြီးလုပ်ပေးတာတခုမှမရှိဘူး အကောင်လုံး free ပဲကျွန်တော်တင်ပြပေးထားတယ် post တွေ video အကြောင်းတွေ sharing လုပ်ပေးထားတယ်တချို့မသိရတာတွေဆိုအမျိုးစုံ sharing လုပ်ပေးထားတယ်အဲ့လိုဆိုတော့ဟိုအဲ့ဒါလေးတွေကိုမိတ်ဆွေကအမုန်းမပွားပါနဲ့မလိုအပ်ရင်မယူပါနဲ့ကျွန်တော်ပြောတာကတော့မိတ်ဆွေမလိုအပ်ဘူးဆိုရင်လည်းကြော်သွားလို့ရမိတ်ဆွေတို့ data ကုန်ခံပြီးတော့လည်းမကြည့်ပါနဲ့အဲ့လိုမျိုးဆိုဒါကတော့ကျွန်တော်ကတခြားလူတွေတော့ကျွန်တော်ကထိခိုက်ပါလေဆိုရယ်ဘာလို့ဆိုတော်တော်များများကြည့်ရအများကြီးရှိတယ်ထောင်ထဲရှိပြီးကြည့်ကြတယ် ဘာလို့ဆိုတော့တရက်တရက်ကိုကျွန်တော် channel view ကထောင်ကနန်းမှာပဲရှိရဲဆိုတော့အများကြီးလူအများကြီးကို အကျိုးပြုနေတယ်လို့ဘာလို့ကျွန်တော်မှာ analytics analytics တွေအကြည့်လို့ရတယ်ထောင်နဲ့ချီပြီးကြည့်နေကြတာဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်တို့လည်းအဲ PD ဖြစ်တဲ့ဝန်သားတယ်ကြီးရဲ့လူတွေအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်အဲ့လိုဆိုတော့အဲဒီဒီကတော့ဒီဗီဒီယိုလေးမှာပေါ့ကျွန်တော်ရဲ့စိတ်ထဲမှာရှိတဲ့ခံစားချက်တစ်ခုနဲ့ကျွန်တော်အမြင်ကိုကျွန်တော်ကအဲ sharing လုပ်တာဖြစ်ပါတယ်ဆိုတော့ မိတ်ဆွေတို့အတွက်ဟိုလိုမျိုးကျွန်တော်ကညီးတယ်လို့ဖြစ်သွားရင်လည်းကျွန်တော်တောင်းပန်ပါတယ်ဗျာနော်အဲ့လိုဆိုတော့ဟိုအဲ့ဒါလေးတော့ကျွန်တော်အနေနဲ့အခက်အခဲဖြစ်သွားလို့ဒီဗီဒီယိုလေးတင်ရခြင်းဖြစ်ပါတယ်အဲ့လိုဆိုတော့အားလုံးကိုကျေးဇူးတင်အများကြီးတင်ပါတယ်ကြီးစုပေးကြတဲ့လူတွေတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်အများကြီးတင်ပါတယ်ခင်ဗျာ